္ဂလာပါရှင်။တောင်လင်းထိုင်းမြေနိုဝင်ဘာလ15ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား application ကနေလည်းဝင်ရောက်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပြပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့စေကောင်းဆောင်ရဲ့ဖန်အံခရီးကြောင့် BGF DKBA နဲ့ PC တို့ကိုမြို့ဝင်ခွင့်ပိတ်ပင်ခဲ့တဲ့သတင်းတွေအပြင် စေကောင်းဆောင်ခရီးစဉ်ကြောင့်မော်လမြိုင်မှာလောင်ကစားဝိုင်းတွေယာယီပိတ်ထားခိုင်းတဲ့တဲ့နဲ့မော်ဘီနယ်တောင်ပိုင်းစစ်တပ်ရဲ့ထိုးစစ်ကိုတော်လိုင်းအဖွဲ့တွေတံပြန်လာနိုင်မှုအခြေအနေသတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ထိုင်ဝမ်အရေးဝန်ကြီးချုပ်တာကာအီချီရဲ့ပြောဆိုမှုတွေနဲ့ပတ်သက်လို့ဂျပန်တို့ခရီးမသွားဖို့တရုတ်နိုင်ငံသားတွေကိုတိုက်တွန်းလိုက်တဲ့တဲ့နဲ့နှစ်ပေါင်း80အတွင်းအကြီးမားဆုံးရွှေတိုက်တွေ့ရှိထားကြောင်းတရုတ်ကြေညာလိုက်တဲ့သတင်းတွေနဲ့အတူ မနေ့ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။စစ်ကောင်းဆောင်ရဲ့ကရင်ပြည်နယ်ခရီးစဉ်ကြောင့်ကရင်နယ်ကြားဆောင်တပ် BGF အပါအဝင်ကရင်လက်နက်ကိုင်အဖွဲ့တွေကိုဖမ်းအမျိုးအတွင်းဝင်ရောက်ခွင့်ပိတ်ပင်ထားတယ်လို့ဒေသခံသတင်းအရင်းမြစ်တွေကတံလွင်ထမ်းမှုပြောပါရယ် စစ်ကောင်းဆောင်ဘိုးချုပ်မူကြီးမင်းအောင်လှိုင်ဟာနိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းကကရင်ပြည်နယ်ဖအံမြို့ကိုလေရင်နဲ့ရောက်ရှိလာနေပြီးသူ့ရဲ့ဖအံခရီးစဉ်အတွဲမှာစစ်ကောင်ပြင်တပ်ဖွဲ့တွေကမျိုးရင်းလမ်းပေါ်နဲ့မြို့ဝင်မြို့ထွက်နေရာတွေမှာအင်အားအများအပြားချထားကလုံခြုံရေးတင်းချက်ထားတာဖြစ်တယ်လို့သိရပါဗျ။ဒါဟာ290ပြည့်ကရင်ပြည်နယ်နေ့အခမ်းအနားပြီးတပတ်အကြာမှာစစ်ကောင်းဆောင်ကကရင်ပြည်နယ်ဖအံမြို့ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ စစ်ကောင်းဆောင်ဖမ်းမျိုးခရီးစဉ်ကြောင့်နိုဝင်ဘာလ14ရက်နေ့ကစပြီးဖမ်းမျိုးအဝင်အထွက် နေရာတွေကစစ်ကောင်ဖြင့်စစ်ဆေးရေးဂိတ်တွေမှာလုံခြုံရေးစစ်ဆေးမှုတွေကိုတင်းကျပ်ထားပြီးမြို့ထဲကလက်နက်ယူနီဖောင်းနဲ့တကွပုံမှန်ဖြတ်တန်းသွားလာနေကြတဲ့ BGF နဲ့ကရင်နိုင်ငံရေးကောင်စီ KNU KNL PC DKPA တပ်တို့ကိုလည်းဖြတ်တန်းခွင့်မပြုတော့ဘူးလို့ဒေသခံတွေကဆိုပါတယ်ရှင်။ ဒါအပြင်ဖန်အမျိုးကိုစစ်ကောင်းဆောင်ရောက်မလာခင်နိုဝင်ဘာလ14ရက်နေ့ကတည်းကစစ်ကောင်ဖြစ်တဲ့အဖွဲ့ဟာဖန်အမျိုးအဝင်အထွက်နေရာတွေမှာလိုင်စင်မဲ့မော်တော်ယာဉ်တွေကိုလိုက်လံဖမ်းဆီးနေခဲ့ရာ BDF နဲ့ KNU KNL PC တပ်ဖွဲ့တွေရဲ့လိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့စစ်ကောင်ဖြစ်တဲ့နှီးဆက်သူတွေရဲ့သတင်းအရင်းမြစ်တွေစီကနေသိရပါဗျ။စစ်ကောင်ဆောင်ရဲ့ဖန်ခရီးစဉ်အတွင်းမှာဖန်အံတောင်ကလေးစစ်စဲရုံပြည်내အစိုးရအဖွဲ့တောင်းဝင်ရှိသူတွေနဲ့ တပ်နဲ့မိသားစုဝင်တွေကိုတွားရောက်တွေ့ဆုံခဲ့ပြီးဖန်ကနေတဆင့်မွန်ပြည်နယ်မော်လမြိုင်မြို့စီကိုလေရင်နဲ့ခရီးဆက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဖန်မော်လမြိုင်လမ်းကြောင်းတစ်လျှောက်မှာစစ်ကောင်ပြင်တပ်က လုံခြုံရေးတင်းကျပ်စွာခြားထားလျက်ရှိတာကိုတွေ့ရကြောင်းဒေသခံတွေထံကနေသိရပါတယ်ရှင်။မွန်ပြည်နယ်မော်လမြိုင်မြို့ကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင် လာရောက်ဖို့ရှိနေတာကြောင့်မြို့ရင်းကလောင်ကစားဝိုင်းတွေကိုယာယီပိတ်ထားခိုင်းတယ်လို့သိရပါဗျ ီအကြောင်းကိုတော့အင်မြန်ကတင်ဆက်ပေးထားပါတယ်ရှင်။မွန်ပြည်နယ်မွန်မြေမြို့ကိုအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လာရောက်ဖို့ရှိနေတာကြောင့်မြို့ရင်းပြုလုပ်နေတဲ့လောင်ကစားဝိုင်းတွေယာယီပိတ်ခိုင်းထားတယ်လို့အုပ်ချုပ်ရေးမှုတွေကတန်လွင်တိုင်းကိုပြောပါတယ်။လောင်ကစားဝိုင်းတွေဟာစစ်ကော်မရှင်ခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းရဲ့ခွင့်ပြုချက်နဲ့တရားဝင်သဖွယ်ဒေသတွင်းကဖျားပွဲတော်တွေစွန်းကြီးလောင် ပွဲတော်တွေအပြင်အကြောင်းမျိုးမျိုးပြကစပွဲတွေတွင်ပြီးပြုလုပ်နေတာပါစစ်ကောင်းဆောင်ဟာဒီအပိုင်းတွင်မော်လမြိုင်မြို့ကိုလာရောက်ဖို့ရှိနေတာကြောင့်လောင်စာဝိုင်းတွေကိုစစ်ကောင်းဆောင်မပြန်မချင်းယာယီပိတ်ထားဖို့ညွှန်ကြားထားတယ်လို့မော်လမြိုင်မြို့ရှိရက်ွက်အုပ်ချုပ်ရေးမှူးတို့ကပြောပါတယ်မင်းရောက်နိုင်လာဖို့ရှိတယ်လို့တော့ထက်ကပြောတာပဲလာမယ့်အချိန်ကတော့တိတိကျကျပြောပြထားတာမရှိဘူးသူလာမယ်ဆိုတော့လုံခြုံရေးရပါတော့ရက်ွက်မှာလုပ်တဲ့စွန်ကြီးလောင်းပွဲတွေကိုမလုပ်ဘဲနဲ့ခဏနားထားဖို့လည်းပြောတယ် အဆိုသူ့လမ်းကြောင်းရှိတဲ့အတွက်ဟိုအခုပေးနေတဲ့လောင်စာဝိုင်းနဲ့အားလုံးလည်းနားကိုညွှန်ကြားထားတယ်ပေါ့သူပြန်သွားရင်တော့အရင်လိုပြန်ပေးလို့မယ်လို့တော့ပြောတာပဲမော်လမြိုင်မြို့ပေါ်မှာတော့စစ်ကောင်းဆောင်လာရောက်မယ်ဆိုတဲ့အတွက်လုံခြုံရေးတူးမြင့်ထားပြီးအင်အားပြလှည့်လည်တာလမ်းစုံလမ်းခွတွေမှာစစ်ကော်မရှင်တပ်သားတွေပြင်ရဲတပ်ဖွဲ့ဝင်တွေကကင်းမုံချတာတွေလှုပ်ဆောင်ထားပါတယ်ဒါအပြင်စစ်ကော်မရှင်လက်အောက်ခံဌာနဆိုင်ရာယုံတွေမှာလည်းစေးတုပ်မျက်ရှင်းတာ အဓိကလာရောက်မဲ့လမ်းတွေပေါ်မှာစီပင်သာရေးဖွဲ့တွေကအမိုက်ကောက်ခြုံရှင်းတာတွေပြင်လမ်းဘေးစည်းဆိုင်နဲ့ဆိုင်းဘုတ်အမိုးစွန်းတွေကိုပါဖျက်သိမ်းခိုင်းထားတာပါအာနာသိန်းစစ်ကောင်းဆောင်ကနွေမာလာ15ရက်နေ့ကကရင်ပြည်နယ်ဖန်မြို့သို့ရောက်ရှိပြီးသူ့ရဲ့ခီးစဉ်ကြောင့်ကရင်နယ်ရဆောင်တဲ့ BG ရဲ့ကရင်ငင်းငယ်ရေးကောင်စီ KNU KNN PC DKBA တပ်တို့ကိုဖန်မြို့တွင်ဝင်ရောက်ခွင့်ပိတ်ပင်ထားတယ်လို့ဒေသခံတွေထံကနေသိရပါတယ် မိုးပြင်းနဲ့တောင်ပိုင်းကဒေါ်လန်ရိတ်အင်အားစုတွေစုံမိုးထားတယ်။အမှတ်၈ပြည်တော်စုလမ်းမာကြီးရေးသံမြူစီရဲ့လမ်းမိုင်းကိုစစ်ကောင်ပြင်တပ်ကပြန်လည်ထိန်းချုပ်ဖို့အတွက်ကြိုးပမ်းလာနေပါတယ်။ဒီလိုအခြေအနေကိုဒေါ်လန်ရိတ်အင်အားစုတွေကဘလို့တုံ့ပြန်မှုရှိနေပါသလဲ။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။မွန်ပြည်နယ်တောင်ပိုင်းကတော်လိုင်းအင်အားစုတွေစုမိုးထားတဲ့အမှတ်၈ပြည်ထောင်စုလမ်းမကြီးရေးတံမြူစီရဲ့လမ်းမိုင်းကိုစစ်တပ်ကရွေးကောက်ပွဲလုံးချုံရေးအတွက်ပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းလာနေပါတယ် ပြီးခဲ့တဲ့အော်တိုဘာလာဇမ်းမိုင်းကစပြီးရေးမြို့နယ်မြောက်ပိုင်းမှာစစ်တပ်ကအင်အားဖြည့်တင်ပြီးရေးတံပြူစီရဲ့လမ်းမိုက်တစ်လျှောက်စစ်ကြောင်းထိုးလာတယ်လို့ရာမညာ Institute သုတေသနဌာန Rise အဖွဲ့ရဲ့နိုဝင်ဘာ14ရက်နေ့ထုတ်အစီရင်ခံစာမှာဖော်ပြပါတယ်။ဆီယနာသိမ်းပြီးနောက်ပိုင်း2022ခုနှစ်ကစတင်ကရေးတံပြူစီရဲ့လမ်းမိုင်းကိုမွန်ကင်ရင်တော်လန်ကြီးပူပေါင်းတပ်တွေကစုမှုထိတ်ချုပ်ထားတဲ့ပေါ်စစ်တပ်ကနှစ်နဲ့ချီပင်လယ်ရေကြောင်းကိုသာအဓိကအားထားနေရတာပါ။ အဲ့ဒီလမ်းမိုင်းကိုလက်လွတ်ထားတဲ့စစ်တပ်အတွက်အခုခါမှပြန်လည်ဆုံးမနိုင်မှုအလွန်ရေးကြီးလာပါတယ်အကြောင်းကတော့အဲ့ဒီလမ်းမိုင်းကိုထိန်းချုပ်နိုင်မှသာရွေးကောက်ပွဲအပိုင်းနှစ်မှာပါဝင်တဲ့ရေးနဲ့တန်ဖြူစရဲမျိုးနယ်ရဲ့လုံခြုံရေးကိုအာမခံနိုင်မယ်လို့ Rice ကသုံးသပ်ပါတယ် Monpie Federal Council MSFC ကာကွယ်ရေးဌာနမှနိုင်တလနိုင်ကရွေးကောက်ပွဲမဖြစ်မြအောင်လူလူထိခိုက်မှုအ ਨੇ ဆုံးဖြစ်မဲ့နီးလန်းနဲ့စစ်တပ်ကိုတော်လန်တက်ခိုက်သွားမယ်လို့တန်လွင်တိုင်းကိုပြောပါတယ်ဆိုတော့ကျွန်တော်တို့ကဒီရွေးကောက်ပွဲမဖြစ်မြောက်ဖို့အတွက်ကိုဘယ်လိုမျိုး အဲကာကွယ်တော်မလဲဆိုတဲ့ဟာတော့နံပါတ်1ကတော့ပြည်သူလူထုပေါ့နော်ပြည်သူလူထုကဒီစစ်ကောင်စီကပြုလုပ်မဲ့ဒီအတူအယောင်ရွေးကောက်ပွဲအထဲမှာပါဝင်ခြင်းမပြုဖို့တော့ကတော့ကျွန်တော်တို့အဲနီလန်းမျိုးစုံနဲ့ပြည်သူလူထုကိုအသိပညာပေးတာမျိုးတွေအဲစီရင်တဲ့ကိစ္စမျိုးတွေကျွန်တော်လှုပ်ဆောင်သွားပါမယ်နောက်တစ်ခုကတော့စစ်ကောင်စီကမဖြစ်မနေဒီရွေးကောက်ပွဲကိုလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစစ်ကောင်စီကို တိုက်ခိုက်တဲ့အခါမှာဒီပြည်သူလူထုကိုပေါ့နော်ဒီထိခိုက်မှုအနည်းဆုံးဖြစ်နိုင်မဲ့ဤလမ်းတွေကိုကျွန်တော်တို့အသုံးပြုပြီးတော့ဒီစစ်ကောင်စီကိုကျွန်တော်တို့တော်လာတိုက်ခိုက်ပြီးတော့ရေကောက်ပွဲမဖြစ်မြောက်ရေးအတွက်ကိုကျွန်တော်တို့ဒီမွန်ပြည်ဖက်ဒရယ်ကောင်ဆယ်ကချမှတ်ထားတဲ့အဲတဘောရထုတ်ပြန်ချက်အတိုင်းပေါ့နော်အဲဒီအတိုင်းကျွန်တော်တို့ဆောင်ရွက်သွားပါမယ်ခင်ဗျာမြို့နယ်ဆယ်ခုရှိတဲ့မွန်ပြည်နယ်မှာလာမယ့်နှစ်ကုန်ပိုင်းနဲ့နှစ်ဆမိုင်းအတွင်းစစ်ကော်မရှင်ဦးဆောင်မဲ့ထွေထွေရွေးကောက်ပွဲအပိုင်း၁နဲ့၂ကိုမြို့နယ်၅ခုစီခွဲပြီးကျင်းပမယ့်မြို့နယ်စင်းတွေထည့်သွင်းထားတာပါ ပိုင်းတစ်ဖြစ်ကြိုက်ထူတထုံမော်လမြိုင်ချောင်းစုံနဲ့ကြံမျိုးမြို့နယ်တို့ပါဝင်ပြီးအပိုင်းနှစ်မှာတော့ဘီလင်းပောင်မူတုံတန်ဖြူစီရက်နဲ့ရေးမြို့နယ်တို့ပါဝင်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေသိရပါတယ်။ဒါကြောင့်အပိုင်းနှစ်ဖြစ်အထွေထွေရွေးကောက်ပွဲကိုလာမယ့်ဇန်နဝါရီ17ရက်နေ့မှာကျင်းပမှာဖြစ်လို့စစ်တပ်အနေနဲ့ရေးတန်ဖြူစီရက်လမ်းမိုင်းကိုပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးဟာရပ်ပေါင်း90ကျော်သာကြန့်ရှိတော့တာပါ။လက်ရှိမှာရေးတန်ဖြူစီရက်လမ်းမိုင်းကိုနှစ်ဖက်စီးဆိုင်ထားတဲ့ခြေနေဖြစ်ပြီး စစ်တပ်အတွက်နိုင်ငံရေးစစ်ရေးစီးပွားရေးရအလွန်ရေးကြီးတယ်လို့တွန်လိုင်းအင်အားစုတွေအတွက်စစ်ရေးအပြင်ထိခါပိုင်းရပါအလွန်ရေးပါနေတယ်လို့ Rice ကဆိုပါတယ်နိုင်တလာနိုင်ကတော့ရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်တွေမှာလာမဲ့လပိုင်းတွင်စစ်တပ်ကအကြီးအကျယ်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့သတင်းတွေရရှိထားတဲ့အတွက်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ပြောပါတယ်ဒီစစ်ကောင်စီကထုတ်ပြန်ထားတဲ့ဒီရွေးကောက်ပွဲအကျင်းပမဲ့မြို့နယ်တွေမှာသူတို့ကရွေးကောက်ပွဲကျင်းပနိုင်မှုအတွက်ကိုတော့ ထိချရဲအဲလာမဲလာတွင်ထဲမှာဆိုလို့ရှိရင်တော့အဲ့ဒီဒေတာတွေကိုအကြီးကျယ်စစ်ကြောင်းထိုးဖို့အတွက်ပြင်ဆင်နေရဲဆိုတော့အဲတရင်ချက်လက်တွေတော့ကျွန်တော်တို့ဘက်ကရတာရှိရဲပေါ့နော်ဆိုတော့ထိချရဲအာစစ်ကောင်စီကလည်းသူရေကောက်ပွဲကျင်းပပြည့်ဒီမြို့နယ်တွေမှာသူအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာခဲ့တဲ့အခါမှာထိချရဲကျွန်တော်တို့ကတော့ထိတိတိုက်ပွဲကတော့ဖြစ်မှာပဲပေါ့လေနွေမာ၁၇ရက်နေ့ကရေးမြို့နယ်မြပိုင်းမှာရှိတဲ့ကနင်ကမော့ရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ Mobji Federal Council MSFC ကာကွယ်ရေးဌာနရဲ့ကုတ်ကဲမှုအောက်က MSF, YPDF နဲ့တော်လိုင်းရေးမဟာမိတ်ပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သေးတာပါ။ဒါအပြင်တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေစုမိုးထားတဲ့နှစ်ကင်ရက်စကန်ပါဝင်ခြေရွာ drive ကိုလည်းစစ်တပ်ကပြန်လည်အခြေချထိန်းချုပ်နိုင်ဖို့စခါမှုကိုယ်တိုင်စစ်ကြောင်းနဲ့အတူချီလင်းတန်ရင်106မှာရောက်ရှိနေတယ်လို့ MSF စီကနေသိရပါတယ်။အော်ကျွန်တော်တို့ဘက်ကတော့ဝင်းပေါ့နော်နှစ်မျိုးတော့ရှိမှာပေါ့။ဒါကျွန်တော်တို့ဟိုခန်းခန်းစစ်နဲ့ ဟိုမှာစစ်ကြောင်းနဲ့တက်လာလို့ရှိရင်ပေါ့နော်တကယ်လို့တကူသူတို့ကစစ်ကြောင်းထိုးလာမယ်ဆိုလို့ဆိုကျွန်တော်ခန့်စစ်နဲ့အတိုင်မယ်နောက်ပြီးတော့တကူကဒီကျွန်တော်ဖြတ်တောက်ပြီးတော့ကြောက်ကြက်စနစ်ပေါ့နော်အဲ့ဒီကူတော့ကျွန်တော်တို့အစီအမံရှိပဲလေဟုတ်ကဲ့ရေမြို့နယ်မြောက်ပိုင်းဟာအာယူတောင်မော့ကနေကျေးရွာကနေနှစ်ကရင်လမ်းဝအောင်သာရကျေးရွာအထိပါဝင်ပြီးစစ်တပ်ရဲ့ခြေမြန်တရင်၃ရင်ခြေလျင်တရင်၁ရင်နဲ့အမှတ်၃၁ခုအမြောက်တရင်တို့အခြေစိုက်တဲ့နေမြေပါလက်ရှိမှာစစ်တပ်ကရိခါကအစလွင်ရားဖြစ်တင်းရမှာ အစင်ရွာကပန္နာစေကန်းကိုပုံမှန်အသုံးပြုနေပြီးတောင်မြင်ခေါ်တနဲ့နှစ်ကရင်စတဲ့စေကန်းတွေကိုလည်းရန်ဖန်ရန်ခအသုံးပြုတတ်တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရ Rice ကထုတ်ပြန်ထားပါသည်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ် ထိုင်ဝမ်ရေးဝန်ကြီးချုပ်တာကာအီချီရဲ့ပြောဆိုမှုတွေနဲ့ပတ်သက်လို့ဂျပန်တို့ခရီးမသွားဖို့တရုတ်ကနိုင်ငံသားတွေကိုတိုက်တွန်းလိုက်ပါတယ်။ဒီအကြောင်းကိုတော့ပေပက်ကပြောပြပေးထားပါတယ်ရှင်။ထိုင်ဝမ်တိုက်ခိုက်ခံရရင်ဖြစ်လာနိုင်တဲ့အခြေအနေနဲ့ပတ်သက်လို့ဂျပန်ဝန်ကြီးချုပ်စာနေတာကာအီချီရဲ့ပြောဆိုမှုတွေကြောင့်တန်တမာရေးအငင်းဖွားမှုဖြစ်ပေါ်နေပြီးတရုတ်ကသူတို့နိုင်ငံသားတွေကိုဂျပန်တို့ခရီးမသွားဖို့အကြံပြုထားပါတယ်။ တရုတ်ကသူတို့ပိုင်တယ်လို့ပြောထားတဲ့ထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်လိုက်ဂျပန်လည်းပါဝင်တိုက်ခိုက်လာနိုင်တယ်လို့ဝန်ကြီးချုပ်တာကာအီချီကနိုဝင်ဘာလ9ရက်မှာလွှတ်တော်သို့ပြောကြားခဲ့ပါတယ်။ဒီပြောဆိုမှုနဲ့ပတ်သက်လို့တရုတ်ရာရှိတယောက်ကဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်တက်ပြစ်မယ်လို့လူမှုမီဒီယာမှာချိန်ချောက်ခဲ့ပါတယ်။အဲ့ဒီ online မှာချင်းချောက်ရေးသားမှုနဲ့ပတ်သက်လို့ဂျပန်ကတရုတ်တန်အမတ်ကိုဆင့်ခေါ်ခဲ့ပြီးဘေကျင်းကလည်းဂျပန်တန်အမတ်ကိုဆင့်ခေါ်ခဲ့ပါတယ် ဂျပန်နဲ့ကီလိုမီတာ100လောက်ပဲဝေးတဲ့ထိုင်ဝမ်နဲ့ပတ်သက်လို့မိမိတို့သဘောထားရည်တည်ချက်ကိုပြောင်းလဲမှာမဟုတ်ဘူးလို့တိုချိုအစိုးရကပြောဆိုထားပါတယ်။နိုဝင်ဘာလ14ရက်ကဂျပန်မှာရှိတဲ့တရုတ်တန်ယုံကတရုတ်နိုင်ငံသားတွေအနေနဲ့ဂျပန်တို့မလာကြဖို့တိုက်တွန်းရေးသားထားပါတယ်။တရုတ်နိုင်ငံသားတွေအနေနဲ့ဂျပန်မှာဘေးကင်းလုံခြုံရေးစိတ်မချရဘူးလို့လည်းအဲ့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။ 1945ခုနှစ်အထိဆယ်စုနှစ်များစွာကြာအောင်ဂျပန်သိမ်းပိုက်ခဲ့တဲ့ထိုင်ဝမ်ဟာမိမိတို့အပိုင်းဖြစ်ပြီးမိမိတို့အုပ်ချုပ်မှုအောက်သို့ပြန်လည်ထားရှိရေးအင်အားသုံးစရာရှိရင်အင်အားသုံးမှဖြစ်ကြောင်းတရုတ်ကပြောဆိုထားပါတယ်။တရုတ်နဲ့ဂျပန်ဟာကုန်သွယ်ဘက်နိုင်ငံတွေဖြစ်ပေမဲ့နယ်နိမိတ်ဆိုင်ရာအငင်းပွားမှု၊ရာဇဝင်အရမယုံကြည်မှု၊သဘောထားကွဲလွဲမှုတွေနဲ့စစ်ရေးအတုံးစရိတ်တိုးမြင့်မှုတွေနဲ့ပတ်သက်လို့မကြာခဏပြဿနာရှိနေပါတယ်။ နှစ်ပေါင်း80အတွင်းအကြီးအမားဆုံးရွှေတိုက်တွေ့ရှိထားကြောင်းတရုတ်ကကြေညာလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါတယ်ရှင်။ဓာတုံကူဒေသမှာနိုဝင်ဘာ14ရက်ကရွှေကြောကြီးတစ်ခုရှာဖွေတွေ့ရှိထားကြောင်းတရုတ်တဘာဝရင်းမြစ်ဝန်ကြီးဌာနကတည်ပြုပါတယ်။ဒါက1949ခုနှစ်မှာပြည်သူပြည်ထောင်စုနိုင်ငံတည်ထောင်ပြီးနောက်ပိုင်းနိုင်ငံတွင်းပထမဆုံးရှာဖွေတွေ့ရှိတဲ့အကြီးအမားဆုံးရွှေတိုက်ဖြစ်ပါတယ်။အဲဒီနေရာမှာတပ်ထုရိုင်းတန်ချိန်1.586တန်းရှိပြီး 1ကရမ်မှာရွှေ3.56ကရမ်ပါဝင်နိုင်ပြီးစုစုပေါင်းရွှေ1444တန်ထွက်ရှိနိုင်တယ်လို့တရုတ်ရရှိတွေကခန့်မှန်းထားပါတယ်။လက်ရှိဈေးနှုန်းအရအဲ့ဒီရွှေပမာဏဟာယူရို166ဘီလီယံကျော်တက်မိုးရှိကြောင်းသိရပါတယ်။အခုလပိုင်းတွင်ရွှေဈေးစံချိန်တင်မြင့်တက်ခဲ့ပြီး1ကီလိုကိုယူရို33500တိပေးဝယ်ခဲ့ရပါတယ်။အဲ့ဒီစီမံကိန်းကိုအစိုးရပိုင်းလျှောက်နှင်း Geological and Mining Group ကကင်တွယ်နေပြီးနေပညာရှင်တွေနဲ့အလုပ်သမားတထောင်နီးပါးချထားပါတယ်။ အဲ့ဒီရွှေတိုက်ကို15လအတွင်းအပိသက်ရှာဖွေနိုင်ခဲ့တာကြောင့်အဲ့လောက်များတဲ့ပမာဏအတွက်ရှာဖွေလေ့လာခြင်းအရန်ကိုတူတောင်းတယ်လို့ဆိုနိုင်ပါတယ်။အဲ့ဒီဝန်ကြီးဌာနကဒီရှာဖွေတွေ့ရှိမှုဟာအရန်ကြီးမားပေမဲ့အစိမ့်နိုင်ကြောင်းနဲ့စီးပွားရေးရကနေဥတ္တချက်မှုတွေပြုလုပ်ထားပြီလို့ပြောပါရယ်။ဒါပေမဲ့အာဏာပိုင်တွေကတီနီယာတိကျကိုထုတ်ဖော်မပြောဘဲလျှောင်နှင်းဒေသထဲမှာတွေ့ရှိထားတာလို့ပဲပြောထားပါရယ်။ရွှေဝဲလွားဟာအခုနှစ်အတွင်းဈေးနှုန်း90ရာခိုင်နှုန်းကျော်မြင့်တက်နေချိန်မှာအခုလိုတရုတ်မှာရွှေတိုက်ရှာတွေ့တာဖြစ်ပါတယ်။ဒေါ်လာဈေးအားနဲ့တာပထဝီနိုင်ငံရေးတက်မှမှုတွေပုံများလာတာနဲ့ ဗိုလ်ဘဏ်တွေရဲ့အားကောင်းတဲ့ဝယ်ယူမှုအထူးသဖြင့်ထွန်သစ်ဆစီးပွားရေးနိုင်ငံတွေရဲ့ဝယ်ယူမှုများပြားလာတာကြောင့်ရွှေစည်းမြင့်တက်လာတာဖြစ်ပါတယ်မနေ့ပြန် November 18ရက်နေ့အထွတ်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွားချက်တွေအရာမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အထင်းထက်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်ကင်းစင်တလောက်ရှိနေတာကိုတွေ့ရပါတယ်။မနေ့ပြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထက်ဖြစ်ထွန်းနိုင်ပါရဲ့ရှင်။တနင်္လာရီကံယူတန်းမြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေဘတ်တို့မှာလေဟာအရှိအရှိတောင်ဘက်ကနေတနင်္လာရီ9:00မှာစေမန်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအထင်းထက်ရှိနိုင်ပါတယ်။ ရခိုင်ကယူရဲမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအသင်သင်ရှိနေပါတယ်။တနင်္လာနေ့တိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာလေဟာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်ရှင်။ကြံနေသားတွေမှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။အေယာဝတီတိုင်းနဲ့မကွေးတိုင်းတို့မှာစိုက်ဆင်းလေပြင်းအန္တရာယ်ကို အထူးသတိပြုကြရမှာဖြစ်ပါတယ်။စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်း တနင်္သာရီတိုင်းကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမြူထူများကျဆင်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြန်မြို့နယ်ဖအံမြို့တို့မှာ31ဒီဂရီစင်တီဂရိတ်စီ၊ဒဝယ်မြို့မှာတော့30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်ရှင်။မြန်မာတပြည်လုံးမှာခရမ်းလွန်ရောက်ကြီးအညွန်းကိန်းဟာအလုံးမြင်မာတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်တွေအဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကောမဒိုကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တောင်လင်းတိုင်းရဲ့ညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းတိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းတိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။